အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစေဒီညကနေပြီးတော့စုမုံကောင်းတောင်းပေးလိုက်ရပါတယ်အဲ့တော့လက်ရှိမှာဒါကျွန်တော် Premier League ရဲ့ဒါကျွန်တော်အချမ်းသာဆုံးဒါကျွန်တော်အသင်းတွေလည်းသိရဲဝင်ဝင်အများဆုံးသိခဲ့တယ်အဲ့တော့ဒီနေ့တန်းတက်လာတဲ့အသင်းတွေပါဝင် Premier League ရဲ့လက်ရှိအချမ်းသာဆုံး တတိတွေအကြောင်းကျွန်တော်နည်းနည်းလေးပြောအောင်ဒီထဲမှာတော့တချို့တတိတွေကနည်းနည်းလေး surprising ဖြစ်စရာနဲ့အပေါ်တွေကိုရရောက်သွားတဲ့လူတွေရှိတယ်။ဒါခုနကပြောတချို့တတိတွေကျွန်တော်ခင်ဗျားတို့နည်းနည်းလေးဒီမှာပြကျင်တာကတတိတွေဘလောက်ကောင်းကောင်းတချို့တတိတွေမှာတော့ကျွန်တော်အသိဉာဏ်ကြီးတန်းအောင်ချမ်းသာတဲ့တတိတွေရှိတယ်။ဒါပေမဲ့အခုချိန်ဆောက်လို့မလို့ပုံနာပြောကျင်တာပဲရှယ်ရှယ်လေးဒါကိုခင်ဗျားတို့ဒီ list ကိုပြောကျင်တာတတိတွေပတ်စံတွေအများကြီးရှိလဲဆောက်လို့မလို့ရင်တော့တတိတွေဆောက်လို့မလို့အသိတဲ့ဟိုဒါရင်းနှီးမျိုးနဲ့မတည့်ဘူးဆိုရင်တော့အသိငါချွတ်ချွတ်ချမှာပဲဆိုတဲ့ဥစားကိုကျွန်တော်နည်းနည်းလေးပြောပြကျင်တာဖြစ်တယ်။အဲ့တော့ပထမဦးဆုံးအနေနဲ့ပြောကျင်တာကတော့ဒါကျွန်တော်လက်ရှိဒါကျွန်တော်နံပါတ်20နေမှာကျွန်တော်တို့ဒီ list မှာဒါကျွန်တော်တို့အခုမှသိချာကြည့် မိတယ်ဒါဒီနေ့ရဲ့ list ကိုကျွန်တော်အခုမှတာကြောင့်နံပါတ်1ကိုဘယ်သူမှမသိနံပါတ်1ကဘယ်သူမှကုန်သိပါတယ်ဒါကျွန်တော်ယူက7ဖြစ်မှာပါနံပါတ်20ကကျွန်တော်စပြီးပြောမယ်ကျွန်တော်လက်ရှိမှာတဖြည်းဖြည်းနဲ့ခမောင်းနဲ့ရူသွားမယ်အဲ့တော့နံပါတ်20နေရာမှာအခုလက်ရှိတန်တက်လာတဲ့အသင်းတွေကသတင်းဖြစ်ပြီးတော့သူတို့ကတော့ Burnley ရဲ့ဒါပိုင်ရှင်ဖြစ်တဲ့ Alan Pace ဖြစ်ပါတယ်သူရဲ့လက်ရှိဒါကျွန်တော်ပိုင်ဆိုင်မှုကတော့ပေါင်190ဝန်းကျင်ညာရှိတယ်ဆိုပြီးတော့လက်ရှိမှာရေးသားထားခဲ့တော့တွေ့ရမယ် Burnley ကလက်ရှိမှာ Alan Pace တယောက်တည်းတော့ပိုင်တာမဟုတ်ကျွန်တော်မမေ့ရကျွန်တော်အကြိုက်ဆုံး YouTuber channel တွေတခုဖြစ်တဲ့ Do Perfect တို့အုပ်စုကလည်းဒါကျွန်တော် Alan Burnley မှာဒါကျွန်တော် share အစုအဖွဲ့တွေပိုင် လို့သိရတယ်မှာပါတယ်ဒါပေမဲ့ကျွန်တော်တို့လက်ရှိမှာဘန်လီမှာကျွန်တော်သိတော့ NFL ကလား NBA ကဘေးတပူလားမသိဘူးဒါကျွန်တော်တို့ဘန်လီကိုဒါကျွန်တော်တို့ ွာထဲမှာလည်းပါတယ်လို့သိရတယ်ဒီမှာပါပါတယ်အဲ့တော့ဘန်လီကလက်ရှိမှာကျွန်တော်သိလို့ LN Pace ကတော့ဒါကျွန်တော်အဓိကပိုင်ရှင်ဖြစ်တဲ့ LN Pace ကတန်190ပိုင်တယ်စိတ်ဝင်စားဆိုတော့ကျွန်တော်လက်ရှိကျွန်တော်ခုနပြောတဲ့ဒါ YouTube channel ဖြစ်တဲ့ Do Perfect ကိုကျွန်တော်ခုနပိုင်ကျွန်တော်မကြည့်ဖြစ်ဘူးเนาะအရင်ငငယ်တုန်းကတော့ကျွန်တော် Do Perfect ကိုရမ်းကြည့်တယ်သူမှတ်မိလားမသိခင်ဗျာဒါဘယ်နာကသူတို့ဘောလုံးတွေပြပြသူတို့ပစ္စည်းတွေပြပြအကွင်းလေးတသေးလေးဝင်အောင်ပြတဲ့ဘဲတွေအရင်မိုက်တယ်ပေါ့เนาะ Perfect ဖြစ်အောင်လုပ်တဲ့ဘဲတွေအဲ့တော့ဒီဘဲလည်းရမ်းချမ်းသာသွားရခုအဲ့လိုလက်ရှိမှာနံပါတ်19နေရာမှာလက်ရှိဒါကျွန်တော်တို့ တိမ်မတ်နိုင်ငံသားဖြစ်တယ်ဒါကျွန်တော်တို့လက်ရှိပရီးမီးယားလိမှာဒါကျွန်တော်တို့ကျွန်တော်တို့ရဲ့လက်ရှိနီးပြရဲ့အသင်းဟောင်းဖြစ်ခဲ့မှုတယ်လက်ရှိမှာကီအန်ရူးကိုင်နေတဲ့ဘရန်ဖို့အသင်းမဖြစ်ပါတယ်မက်သျူးဘန်နမ်ရဲ့လက်ရှိဒါကျွန်တော်တို့ပိုင်ဆိုင်မှုကလည်းကျွန်တော်တို့တိုတယ်310ဖြစ်ပါတယ်320နဲ့ဒါကျွန်တော်လက်ရှိမှာပရီးမီးယားလိမှာနံပါတ်19အချမ်းသာဆုံးတသီးနေရာမှာနံပါတ်19နေရာမှာယက်တီနာတွေ့ရမယ် နံပါတ်16နေရာမှာလက်ရှိမှာမထင်ထားခဲ့တဲ့နောက်ထပ်တယောက်ကတော့ဘာဖြစ်လဲဆိုတာတိုနီဘလွန်ပါပဲတိုနီဘလွန်လက်ရှိဒါအသင်းပေါ်လှုပ်ပေးနေတာ Brighton ကိုဆွဲတင်ပေးနေတယ်ဒါကြောင့်လက်ရှိမှာ God of Gambler လူတော်တချို့တစ်ချိန်ကတင်စားခဲ့ဘူးတဲ့ဒါကြောင့်အလောင်းစားသမားကြီးတိုနီဘလွန်ပေါ့နော်ဒါကြောင့်ဖဲသမားကြီးတိုနီဘလွန်နေနဲ့လက်ရှိမှာဒါကြောင့်သူကတော့တိတိတမ3ဘီလီယံပိုင်ဆိုင်မှုရှိပါတယ်လို့သိရတယ်မှာပါတယ်သူကလက်ရှိမှာ Premier League မှာအချမ်းသာဆုံးနံပါတ်16နေရာမှာရပ်တည်နေတယ်လို့ဒါကြောင့်ရေးသားထားခဲ့တာကိုတွေ့ရမယ်တော့မှာပါတယ်တိုနီဘလွန်ကလက်ရှိမှာလူတော်များယဉ်နေပြီးသားဖြစ်မှာပါ နံပါတ်16နံပါတ်16နေရာမှာဆန်ဒါလန်ဆန်ဒါလန်တက်လာနောက်တော့တင်းပြတဲ့ဆန်ဒါလန်အသင်းဆန်ဒါလန်အသင်းရဲ့လက်ရှိပိုင်ရှင်ကာရိုလူးဝစ်ဒက်ဖက်ဆိုတဲ့ဒါကျွန်တော်ပိုင်ရှင်ကနံပါတ်16နေရာမှာ 2ဘီလီယံပေါင်နဲ့ဒါလက်ရှိမှာနံပါတ်18ညမှာအယက်တီနေရတယ်မှာပါပါတယ်ဒါကျွန်တော်တို့လက်ရှိမှာဆန္ဒလန်အသင်းကဒီနှစ်မှာလည်းအသင်းပေါ်ရင်းနှီးမြှုပ်နှံမှုတွေအများကြီးပြုလုပ်ထားခဲ့ပြီးလက်ရှိအသင်းမှာလည်းပရီးမီးယားလိမှာဒါကျွန်တော်တို့ဒါတန်တက်လာတဲ့အသင်းတစ်သင်းနဲ့ဒါရမှတ်တင်နေနေစံချိန်ချိုးထားခဲ့တဲ့အသင်းတစ်သင်းပြီးပြီးပိုင်ရှင်ကလည်းရင်းနှီးမြှုပ်နှံမှုတွေအများကြီးလုပ်ထားခဲ့တာကိုတွေ့ရမယ်နံပါတ်16ဘုံပေါအသင်းဘုံပေါအသင်းမှာဒါကျွန်တော်တို့လက်ရှိမှာဝီလီယံပီဖိုလီဆိုတဲ့ဘဲကတော့ US ဘီလီယံတာကတော့လက်ရှိမှာဒီအသင်းကိုပိုင်ရှင်အနေနဲ့ပိုင်တာဖြစ်ပြီးတော့2.1ဘီလီယံနဲ့တူတယ်ကျွန်တော်လက်ရှိခုနကဘေးထက်1.1ပူချမ်းသာတယ်ဗောနော်အဲ့တော့လက်ရှိမှာဒါကျွန်တော်သိလောက်ပြောဘုံမောက်အသင်းထဲမှာလက်ရှိမှာဒါကျွန်တော်တို့အဲ ဟောလီဝုဒ်မင်းသားဖြစ်တဲ့ Michael B Jordan ကဒါကျွန်တော်တို့ဟိုရှယ်ယာပါတယ်လို့လည်းသိရတယ်မှာပါအများကြီးတော့မဟုတ်ဘူးနော်အဲ့တော့သူတို့တွေက celebrity share တွေသူတို့အများနဲ့ဝယ်တာပေါ့အဲ့တော့ Michael B Jordan ကလည်းဘုံမောက်မှာဒါကျွန်တော်တို့ share နဲ့ငယ်ပါပြီ Michael B Jordan ရုပ်ရှင်ကလည်းအများနဲ့တင်တိုင်းဘုံမောက်ကတော့အများနဲ့ညွန်ညာပေးနေတာကိုလည်းတွေ့ရမယ်တဲ့မှာပါပါတယ်အဲ့ဒါကိုချင်းရသိတာပါအဲ့ဒါနည်းနည်း fan fact ပေါ့နော် အဲ့လက်ရှိမှာနံပါတ်15နံပါတ်15လက် UPG မှာဆိုဒီဒီဘဲကဒါကျွန်တော်တို့အိုက်ထက်ပူချမ်းသာတဲ့ပုံစံမျိုးကြီးတွေးခဲ့ရမှာအဲ့လောက်တော့မချမ်းသာဘူးအခုလက်ရှိမှာဒါကျွန်တော်တို့ Northern Forest လက်ရှိပိုင်ရှင်ဖြစ်တဲ့ Evangelos Mercanes ကတော့ဒါကျွန်တော် Mr. Mercanes ကတော့လက်ရှိမှာဒါကျွန်တော် Premier League မှာနံပါတ်15အချမ်းသာဆုံးတထင်းအနေနဲ့တွေးရဖြစ်ပါတယ်ဒါသူကဒါကျွန်တော်3.8ဘီလီယံနဲ့ချမ်းသာဖြစ်ပြီလက်ရှိမှာသူကတော့ဒီ Northern Forest တထင်းနဲ့ပိုင်တာမဟုတ်ပဲနဲ့ဒါကျွန်တော် Greek အသင်းဖြစ်တဲ့ဒါကျွန်တော် Olympia Cos ကိုလည်းပိုင်တဲ့အသင်းပိုင်ရှင်တစ်ယောက်ဖြစ်ပါတယ် Mercanes ကလက်ရှိမှာဒါကျွန်တော်တော်တော်လေးကိုပြောကြရဖြစ်တဲ့ controversy တွေကိုအများကြီး ိုင်ထားတဲ့ပိုင်ရှင်တွေကတယောက်လို့ညင်းလို့ရတယ်ဒီမှာပါပါတယ်။နံပါတ်14နံပါတ်14နေရာမှာဒါကျွန်တော်လက်ရှိမှာဒါတရုတ်တတိတွေဖြစ်တဲ့ဒါကျွန်တော်တို့ဒါလီယန်ချုံဂျင်းတို့ဝမ် ကွန်ဘင်းတို့ဒီလိုပိုင်နေတာကျွန်တော်တတိယ၃ယောက်ပေါင်းပြီးဝယ်ထားခဲ့တယ်။ Hoof အသင်းပဲဖြစ်ပါတယ်။ဒီ၃ယောက်ကလက်ရှိမှာဒါ total ပေါင်းခြင်းကတော့4.4ဘီလီယံပိုင်လို့သိရတာမှာပါတယ်။ဒီ၃ယောက်ကလက်ရှိမှာတယောက်ချင်းစီချမ်းသာနေမို့၃ယောက်လုံးကလည်းလက်ရှိမှာစီးပွားရေးအတူလုပ်နေတဲ့အတွက်ကြောင့်မလို့ဒီ၃ယောက်ကဒါကျွန်တော် Hoof အသင်းကိုဝယ်ယူခဲ့တယ်လို့သိရတယ်မှာပါတယ်။ Hoof အသင်းရဲ့လက်ရှိဒါကျွန်တော်ဒီပိုင်ရှင်ရဲ့လက်ရှိဒါကျွန်တော်ပတ်စံကတော့4.4ဘီလီယံဖြစ်ပြီးတော့နံပါတ်၁၄နေရာမှာ Premier League အချမ်းသာဆုံးတတိယနေရာမှာရပ်တည်နေတာကိုတွေ့ရမှာတယ်မှာပါပါတယ်။ နံပါတ်73နံပါတ်73နေရာမှာဒါကျွန်တော်တို့ Tottenham Hotspur အသင်းရဲ့လက်ရှိပိုင်ရှင်တွေဖြစ်ပါတယ်။ Daniel Levy ရှိနေသေးပေမဲ့လက်ရှိမှာဒါကျွန်တော် Anecdo Osu နေတာ Premier League မှာဒါကျွန်တော်အချမ်းသာကိုနံပါတ်73နေရာပိုင်ရှင်နေရာမှာထပ်သွားတယ်။နံပါတ်73နေရာမှာဒါကျွန်တော် Anecdo Osu နေနဲ့5.1 billion pound နဲ့တူနံပါတ်73နေရာမှာယက်တီနေတာကိုတွေ့ရမှာတော့ပါတယ်။ Aspa အသင်းကခုလက်ရှိမှာအသင်းရဲ့ငွေတွေရန်ရင်းနှီးမြှုပ်နှံမှုဆွတ်ဆက်မ on နေပေါ့နော်။နံပါတ်73ပဲရှိတာ။အရင်အာမချင်နေရှိမှာ73သိန်းတောင်ရှိသေးတယ်ဆိုတဲ့အသင်းပဲ။နံပါတ်73နေရာမှာလက်ရှိမှာ League ကိုပူပူလောလောဝယ်ထားခဲ့တဲ့ဒါကျွန်တော် 49er Enterprise ပါ။49 ဘင်နဲ့ Enterprise ကပိုင်းရှင်တဦးတယောက်တည်းမှုပဲနဲ့လက်ရှိမှာတော့ဘောလုံးသင်းတွေကို live ဝယ်နေတဲ့ဒါကျွန်တော်တို့ Lee United ဒါကျွန်တော် 49er Enterprise ဖြစ်ပြီးတော့5.2 billion ပိုင်ဆိုင်တဲ့ company တစ်ခုအနေနဲ့တွေ့ရမယ်တဲ့မှာပါတယ်။တို့ကလူတဦးတယောက်တည်းမှုပဲနဲ့ company အနေနဲ့ဝယ်ယူထားခဲ့တာကိုတွေ့ရမယ်တဲ့မှာပါပါတယ်။ တော့လက်ရှိမှာနံပါတ်17နေရာနံပါတ်17နေရာမှာ Liverpool အသင်းတို့ရဲ့ဒါကျွန်တော်တို့ FFG တို့အုပ်စုဖြစ်ပြီး John W Henry နဲ့ Tom Warner တို့နှစ်ယောက်ကတော့ Total Network ကတော့6 billion ပိုင်ဆိုင်နေဆိုပြီးတော့ရေးသားထားခဲ့တာကိုတွေ့ရမယ်တဲ့မှာပါပါတယ်ဒါတော်တော်လေးကိုဒီနေရာမှာပြန်ကြည့်မယ်ဆို Liverpool အသင်းကခုလက်ရှိမှာယင်းကြီးမြုံနယ်ဘူးရဆိုမသိရင်ဒါကျွန်တော်အချမ်းသာတဲ့ထရေးနေတောင်တွေ့ရမယ်တဲ့မှာပါဒါပေမဲ့လက်ရှိမှာဒါကျွန်တော် Top 10နဲ့တောင်မဝင်တဲ့ထရေးတွေမှာပါတင်အောင်တွေ့ရမယ်တဲ့မှာပါပါတယ်နံပါတ်10နေရာမှာတော့ကျွန်တော် Everton Everton လက်ရှိမှာဒါကျွန်တော်တို့ဒါ ဘူဘူလောလောဒါကျွန်တော်ပိုင်ရှင်သစ်တွေပေါ့နော်ပိုင်ရှင်သစ်တွေလက်ရှိမှာ American based company တခုဖြစ်ပြီး Roadhouse Capital Holding ကလည်းရှိမှာ Everton ကိုပိုင်သွားခဲ့ပြီဖြစ်ပါတယ်လက်ရှိ Quintet Holdings ကိုလည်းသူတို့ပဲပိုင်ရှင်အနေနဲ့ဒါကျွန်တော်ဆက်လက်ပြီးသိမ်းသွားခဲ့ပြီဖြစ်ပြီးတော့ပိုင်ရှင် House ကလည်းသူတို့အနေနဲ့ငွေချေးအမြောက်များပေးပြီးတော့ဒါကျွန်တော်ဝယ်ယူခဲ့တယ်ဖြစ်လို့သိရတယ်မှာပါတယ်လက်ရှိမှာတေချာပြောင်းကြည့်မယ်ဆို Roadhouse Capital Holdings ကတော့ဒါ company နေနဲ့တအားချမ်းသာတဲ့ company တခုလို့အရင်ကလေးကကြားဘူးတယ်အခုလက်ရှိမှာဒါ6.2 billion dollar ကို3.2 billion ပေါင်တဲ့အတူနံပါတ်10နေရာမှာရပ်တည်နေတယ်လို့သိရတယ်မှာပါပါတယ်နံပါတ်9နံပါတ် ့9နှစ်မှာဒါကျွန်တော်တို့လက်ရှိဒါ Aston Villa အသင်းကရက်တည်နေပြီ West Aiden နဲ့ Nazef တို့နှစ်ယောက်ကတော့နှစ်ယောက်ပေါင်းချင်းကတော့9.6 billion ဒါကျွန်တော်ပေါင်တဲ့အတူ Aston Villa အသင်းကိုဒါကျွန်တော်တို့ နံပါတ်9နေရာမှာတွေ့ရမယ်တဲ့မှာပါတယ်တထေးပေါ့နော်တထေးကအချမ်းဆောင်နံပါတ်9နေရာမှာတွေ့ရမယ်တဲ့မှာပါတယ်နံပါတ်10နေရာမှာလက်ရှိဒါကျတော့3ယောက်ပေါင်းခြင်းရုတ်တရက်ကြည့်လိုက်မယ်ဆိုတော့ဒီသင်းကဒါချစ်ဆုံးကြနေပြီပတ်စံတထေးကပတ်စံမရှိတဲ့ပုံစံမျိုးတကယ်လဲဒါလက်ရှိမှာ WhatsApp သင်းနေအဓိကအဲ့ဒါကြောင့်ပေါက်ပေါက်ကွဲတာ David Sullivan Crantigi နဲ့ဒါကျတော့ Vanessa Go David Sullivan ရဲ့မိန်းမကဒါ Vanessa Go ပေါ့နော်အဲ့တော့ David Sullivan ကဒါကျတော့လက်ရှိမှာဒါကျတော့ င်္ဂလန်မှာအချမ်းသာဆုံးတရေတွေမှာပါတယ်တော်တော်လေးကိုချမ်းသာတဲ့တရေတွေမှာပါတယ်အဲ့တော့ဒါပြင်သူနဲ့တွဲပြီးတာဝက်ဆမ်ကိုဝယ်ထားတဲ့ဘောစီကတော်တော်လေးကိုချမ်းသာတဲ့လူတွေထဲမှာပါတယ်လို့ပြောလို့ရတယ်တဲ့မှာပါအဲ့နှစ်ယောက်ပေါင်းချင်းကဝက်ဆမ်မသိဘူးဒါကျွန်တော်လက်ရှိမှာဒါနံပါတ်၈နေရာမှာပိုင်ရှင်ချမ်းသာအောင်တော့ပို့ပြီးထားခဲ့ပြီး10.3 billion လေဘဘူးတဲ့ချမ်းသာတော်တော်ဟော့စပါတဲ့ချမ်းသာတဲ့ပိုင်ရှင်နဲ့အသင်းတွေကိုလုံးဝပြန်မကြည့်တာကတော့ပိုင်ရှင်နဲ့ဘာကြောင့်ဒီလောက်ထိဒါဝက်ဆမ်မသိကိုစိတ်ပြတ်နေဆိုတော့တော်တော်လေးကိုပေါ်လွင်စေတယ်တဲ့မှာပါတယ် ီနံပါတ်နေရာမှာတိတ်ပြီးမထူးဆန်းတဲ့နေရာမှာနံပါတ်9နေရာမှာစာဟိခတ်မှာစာဟိခတ်ကလက်ရှိမှာဖူဟန်သင်းကိုဒါကျွန်တော်တို့ဒါမှတ်မဲ့ရတော်တော်လေးကိုဇီဂျီဘေဘီအိုက်ခစ်ကဇီဂျီဘေဘီဝယ်ယူထားခဲ့တဲ့ကစားသင်းနေရာတစ်ခုဖြစ်ပြီးတော့စာဟိခတ်ကလက်ရှိမှာဒါကျွန်တော်တော်တော်လေးကိုချမ်းသာဆိုကျွန်တော်တို့ငွေရဲတည်ပြီးသားပါသူက10.7 billion တယောက်ထဲပိုင်ဆိုင်ရပြီတော်တော်လေးကိုသူ့ရဲ့ network တွေကိုပြန်ကြည့်မယ်တော်တော်လေးကိုချမ်းသာတဲ့ဒါကျွန်တော်တို့တတိယတယောက်လို့ပြောလို့ရရတယ်မှပါတယ်ဖူဟန်သင်းကဖူဟန်သင်းပိုင်ဆိုင်ကနံပါတ်9နေရာမှာချမ်းသာအောင်နေရာမှာသွားရပါတယ် နံပါတ်6နေရာမှာလက်ရှိမှာဒါ Clearly Capital အုပ်စုဖြစ်ပြီးတော့ဒါ Chelsea ကိုအသင်းရဲ့ဒါကျွန်တော်ပိုင်ရှင် Clearly Capital ကတော့11.9 billion dollar နဲ့အတူဒါကျွန်တော်နံပါတ်6နေရာမှာရပ်တည်တယ်။တိတ်တော့ဒီနံပါတ်ကထူးဆန်းတဲ့အနေထားမှာမရှိဘူးလို့ပြောလို့ရတယ်။ဒီထက်ပိုပြည့်မယ်လို့တော့ကျွန်တော်နည်းနည်းလေးထင်ထားခဲ့တာကိုတွေးရမယ်။နံပါတ်9နေရာမှာနံပါတ်9နေရာမှာလက်ရှိမှာဒါကျွန်တော်တို့ အသင်းတဲ့ကို John Textor ထွက်သွားခဲ့ပြီးနောက်အသစ်ဝင်လာတဲ့အချိန်မှာအဲ့ဒီပိုင်ရှင်ကဒါချမ်းသာလွန်းနေတဲ့ကြောင့်ဒီနေရာမှာရောက်သွားခဲ့တယ်လို့ပြောလို့ရတယ်။ပထမတော့ကျွန်တော် John Textor ပါခဲ့မယ်ဆိုရင် Crystal Palace ရောက်ဟိုးအောင်နေရာမှာရောက်နေခဲ့တာမှန်ပေမဲ့အခုလက်ရှိမှာ Woody Johnson ပါလာခဲ့တယ်။ Woody Johnson ဆိုတာ American ရဲ့လက်ရှိတော်တော်လေးကိုချမ်းသာတဲ့တထည်ကြီးဖြစ်တဲ့အတွက်ကြောင့်လို့ Woody Johnson ရဲ့လက်ရှိမှာ David Blitzer ရဲ့ဒါကျွန်တော် Steven Parish ရဲ့ပေါင်းလိုက်တဲ့အချိန်မှာဒါကျွန်တော် Crystal Palace ရဲ့တထည်အုပ်စုကတော်တော်လေးကိုချမ်းသာသွားခဲ့တာဖြစ်တဲ့73.5%နဲ့ Woody Johnson ကတော်တော်လေးကိုချမ်းသာဆိုကျွန်တော် American American ဟိုးရင်ခဲ့တဲ့တရင်တွေကကြားပူးတဲ့နေရာမှာပါပါတယ် ်ဂျော်ဒက်ဂျွန်ဒက်စတနီယာမှာဝူဒီဂျွန်ဆန်ဝင်လာကြောင့်ဒီနေရာမှာဒီနံပါတ်ကိုတတ်သွားတယ်လို့ပြောလို့ရမယ်ဒီမှာပါတယ်နံပါတ်၄နေရာမှာတော့ကျွန်တော်အာဆနယ်ရဲ့တတိယဖြစ်တဲ့ Cronky မိသားစုဖြစ်ပါတယ် Stan Cronky ကလက်ရှိမှာဒါကျွန်တော် Total Net Worth ရ15.8ဘီလီယံပိုင်ဆိုင်တာဖြစ်ပြီးနံပါတ်၄နေရာမှာ Arsenal ရဲ့တတိယဒီကတော့ယက်တီနေခဲ့တာကိုတွေ့ရမယ့်တဲ့မှာပါပါတယ် နံပါတ်3နေရာမှာလက်ရှိမှာဒါကျွန်တော်အဘူဒါဘီ group ဒါကျွန်တော်တို့ Mansoro အုပ်စုဖြစ်ပြီး Silver Silver Lake ပေါ့နော်အဲ့တော့ဒါကျွန်တော်ဒီနေရာမှာကျွန်တော်မြင်ကြည့်တာပေါ့နော်တို့ခွဲချလိုက်ပုံရပါတယ်ဒါကျွန်တော် Mansoro မိသားမိသားစုအနေနဲ့ဆိုအဲ့ဒါပုံပြီးပတ်စံရှိပဲလို့မြင်ပေမဲ့အခုလက်ရှိမှာဒါကျွန်တော် Silver Lake အနေနဲ့ဆိုရင်တော့ဒါ company အနေနဲ့တို့ဝယ် company ပုံစံမျိုးကြီးလိုက်တာဖြစ်နေမှာအဲ့တော့အဘူဒါဘီ United Group အနေနဲ့ Silver Lake ကတော့20 billion ပတ်စံရှိတယ်ဆိုပြီးရေးသားထားခဲ့တာတွေ့ရမယ်နံပါတ်3နေရာမှာ Manchester City ရဲ့ပိုင်ရှင်အနေနဲ့အဘူဒါဘီ United ဒါ group အနေနဲ့ Silver Lake အနေနဲ့နံပါတ်3နေရာမှာရပ်တည်နေတာကိုတွေ့ရမယ် နံပါတ်1ကမထူးဆန်းပေမဲ့နံပါတ်2နေရာမှာဒါကျွန်တော်အမြဲတမ်းပြောခဲ့လို့ပါပဲနံပါတ်2နေရာမှာ Manchester United အသင်းသွားပါတယ်အဓိကအဒီနေရာမှာဂလီဇာမီသားစုတစ်ခုတည်းဆိုရင်ရောဒါ Jim Ratcliffe နှစ်ခုတည်းဆိုရင်တော့အဲ့နေရာမှာဒါ whole out ထိရောက်သွားနိုင်ပေမဲ့အခုလက်ရှိမှာဒီနှစ်ယောက်ပေါင်းလိုက်ချင်မှာ power house ဖြစ်သွားတယ်ဂလီဇာမီသားစုကိုယ်တိုင်ကလည်းငကိုတဲကချမ်းသာပြီးသားမီသားစုဖြစ်တဲ့အတွက်ကြောင့်မလို့ကော Jim Ratcliffe ကလက်ရှိမှာ ဗြိတိန်နိုင်ငံမှာဒုတိယအချမ်းသာဆုံးတထေးဖြစ်တဲ့ဥစ္စာနှစ်ခုပေါင်းလိုက်တဲ့အချိန်မှာ Manchester United ပိုင်ရှင်တွေအချမ်းသာဆုံးနံပါတ်ကနံပါတ်2တီတက်သွားခဲ့တာဖြစ်တယ်။တယောက်ချင်းစီဆိုရင်တော့ဒါ maybe နံပါတ်2မှာရောက်ချင်မှာရောက်လိမ့်မယ်။ဒါပေမဲ့လက်ရှိအနေထားအရဆိုရင်တော့နှစ်ယောက်ပေါင်းတဲ့အချိန်မှာ20.2 billion နဲ့ဒူ Manchester United ပိုင်ရှင်တွေကဒုတိယအချမ်းသာဆုံးနေရာမှာရောက်ရှိနေခဲ့တာကိုတွေ့ရမယ်တဲ့မှာပါတယ်။နံပါတ်1နေရာကတော့သိပ်ပြီးမထူးဆန်းမအောင်အကုန်လုံးတည်ပြီးသားဖြစ်တဲ့ဒါကျွန်တော်တို့လက်ရှိမှာ PIF တို့အုပ်စုပဲဖြစ်ပါတယ်။ PIF တို့အုပ်စုကဒါကျွန်တော် state owned လို့တောင်ပြောလိုက်ရ။ဒီနေရာမှာဒါကျွန်တော်တို့နည်းနည်းလေးကွဲတာရှိတယ်။နော်။ okay နည်းနည်းလေးရှင်းပြခြင်းနဲ့ဒါကြောင့် ံနှုန်းလေးအဲ့တော့10မိနစ်လောက်ဖြစ်နေဒါပေမဲ့ PRF နဲ့လည်းရှိမှာ Silver Lake နဲ့ပါကွာလေ Silver Lake ကဘောလုံးအသင်းဝယ်ဖို့အတွက်တီးတက်မန်ဆိုရုခောင်းထားတဲ့ကုမ္ပဏီဖြစ်တယ် PRF ကလက်ရှိမှာသူတို့လုပ်နေတဲ့ကုမ္ပဏီကိုယ်တိုင်ကနေဟိုဒါဘောလုံးအသင်းကိုဝယ်ချလိုက်တာဖြစ်တယ်သဘောပေါက်လားကျွန်တော်ပြောတာမန်ဆိုရိုအုပ်စုเนี่ยခုလက်ရှိမှာ PIF လို့ပဲသူတို့ရဲ့ main group နဲ့ CD အသင်းကိုဝယ်ခဲ့မယ်ဆိုရင်ဒီတက်ပို့ပြီးတော့ဒီနံပါတ်ကပူကြီးမယ်လို့ပြောလို့ရတယ်ဒါပေမဲ့လက်ရှိမှာဒါကျွန်တော်တို့ စီးရီးအသင်းအနေနဲ့စီးရီး group ပုံစံမျိုးတို့ကတက်တက်ဒါအဘူဒါဘီ United group ဆိုပြီးတက်တက်ထောင်ပြီးတော့ဘောလုံးတွေကြီးပဲတည်တက်လောက်ချင်တော့ဘောလုံးတက်တက်လောက်ရယ် PIF ရဲ့ out ထဲမှာဒါကျွန်တော်တို့ဘောလုံးသင်းနေမဟုတ်ဘူးလက်ရှိမှာဒါကျွန်တော်တို့ ban နေရှိတယ်ဒါ sorry တစ်ခုလုံးအေးရတဲ့ဒါရေးနံနေရှိတယ်အဲ့တော့ပြောချင်တာက PIF ကလက်ရှိမှာတို့အနေနဲ့ဒါ company တစ်ခုလုံးနေတာဘောလုံးသင်းကိုတို့ရဲ့ out ထဲထည့်လိုက်တဲ့ကြောင့်တို့က valuation အရမ်းမြင့်သွားတယ်အဲ့တော့ PL ကဘယ်လောက်ဒီချန်တာ486 billion လို့နံပါတ်1ကဒါ United အသင်းတွေတော့မှအစပေါင်း20လောက်กว่าတဲ့နေသားမှာရှိပါတယ်ဒါကိုနည်းနည်းလေးတော့နားလဲဘူးအဲ့တော့လက်ရှိမှာဒါကျွန်တော် sorry ကတော့အမြဲတမ်းနံပါတ်1နေမှာတောင်းမယ်လို့ပြောရင်းနေပေး ကျွန်တော်တော့ကုန်ပြီပါအောင်ဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ YouTube Sport Media 3.0ဆိုတော့ TV4U တို့မှာကျင်းလို့ဆိုပေါအောင်ကုန်ကြည့်လို့ရပါတယ်။မြန်မာလည်းကလစ်ဖို့မမေ့ကြပါနဲ့ဗျ။မြန်မာကလစ်မှမြန်မာနိုင်ငံဖြစ်ပါတယ်။အားလုံးမကြိုးတူပါနဲ့ကောင်းမွန်တော့ဒီလေးတစ်နေ့ဖြစ်ပါစို့ဆူမွန်ကောင်းတောင်းပီးနေပဲကျွန်တော်တို့ရနောက်မှပဲအေးဆေးဆေးလေးတွေ့ကြရပါဘော။အားလုံးမကြိုးတူပါနဲ့မြန်မာလည်းကလစ်ပေးကြပါအောင်။မြန်မာကလစ်မှမြန်မာနိုင်ငံဖြစ်ပါတယ်။ဒေးပါဗျ။